ခံပေးထားတဲ့ဒါမှမော်စွန်းရည်ရည်ပြီးအသုံးပြုဖို့ကလည်းအခက်ကပြောပြပေးခဲ့ပါတဲ့သူတို့နှစ်ယောက်ခန္ဓာအပြင်ကလူစုကိုတိုက်ခိုက်ဖို့မသွားခင်ဒီစဲတဲ့ဒါရဲ့မော်စွန်းကိုစမ်းကြည့်ခဲ့ပါတဲ့ခန္ဓာအပြင်ကယူလီရှီယာတို့တွေအစမပြတ်ပေါ်ပေါ်လာတဲ့ရိုးကြောက်တွေကိုတိုက်ခိုက်နေကြရပါတဲ့ခန့်လုတ်ပေးထားတဲ့မော်ကြောင်တွေကအရင်အသုံးဝင်ပေမဲ့အကန့်အသတ်နဲ့ရှိပြီးတခုကိုလည်းရွှေတင်းကားသုံးပြတဲ့ညီနေပါသေးတဲ့သူမတို့နှစ်ယောက်အဆောင်ဝင်ပေါက်ကိုရောက်ခါနေပါတော့ဒန်ဆိုတို့အဖွဲ့တွေရောက်လာကြပြီလာကူတိုက်ပေးကြပါတဲ့ဒါကြောင့်ဒီနေရာမှာရိုးကြောက်တွေကိုတိုက်ခိုက်ဖို့ဒန်ဆိုတို့အဖွဲ့နဲ့လွှဲထားခဲ့ပြီးသူတို့နှစ်ယောက်ကတော့အထဲဝင်သွားကြပါပြီအဲအချင်းအထဲကနတ်ဆိုးကလည်းသူတို့ရှိတဲ့အဆောင်ကို ကျိုးကျော်လာတဲ့သူတွေရှိနေမှတွေ့လိုက်ရတာကြောင့်သူကိုယ်တိုင်သွားပြီးရှင်းပြဖို့ဆုံးမာလဲကတော့နှက်ဆိုးမရှိတော့ဒီမော်ဆာဝိုင်းကလည်းထွက်ပြေးခြင်းပဲမအားမရှိတော့ပါဘူးအထဲရောက်လာကြတဲ့ယူနီရှီယာတို့တွေလည်းမော်ကြောင်တို့နဲ့အယိုးစုတစုကိုရှင်းပြီးသွားကြချိန်မှာနှက်ဆိုးရောက်လာတာကိုတွေ့လိုက်ရပါတယ်အဲ့နှက်ဆိုးသားသွားပြီးယူနီရှီယာမော်ကြောင်တို့ကိုခွဲလိုက်ပြီးမယ်နှက်ဆိုးကမတင်မျိုးဖြစ်နေတာလို့ဘာမှမဖြစ်သွားပါဘူးစစ်စစ်တော်ကြုံလည်းလာတိုက်ခိုက်လိုက်ပြီးမယ်နှက်ဆိုးကဘာမှမဖြစ်သွားပဲဒဏ်ရာပါပြန်ဆစ်သွားပါပြီသူ့ကိုနိုင်အောင်မတိုက်နိုင်ရင်အပြင်ဘက်မှာရှိနေတဲ့၃ယောက်ရောခန္ဓာကသူတွေပါအကုန်ရှောမှာတော့လို့နှက်ဆိုးပြောလာပြီးယူနီရှီယာတို့လည်းဒေါသထွက်လာကြပါတယ်ယူနီရှီယာတို့နှစ်ယောက်တပြိုင်နက်တည်းနှက်ဆိုးရဲ့က ခေါင်းနဲ့နှလုံးကိုတိုက်ခိုက်လိုက်ကြပဲပဲနှဆိုးကမသေးတဲ့အပြင်ခေါင်းကိုတော့ပြန်ကောက်တက်လာပါတဲ့အဲအဲ့တဲ့မှာလည်းတယောက်သူမအောက်ကနေခက်စကားပြောနေတဲ့အတန်ကိုကြားလိုက်ရပါတဲ့ခါကဘလို့လို့ဒီကိုရောက်နိုင်ပါလေလို့ထင်လိုက်ပြင်မဲ့နောက်တစ်ခါမှပဲခါသူမရှိပေါ်လာပါတဲ့ခန်းနဲ့အတူ၄၀ဘပါလာတာတွေ့လိုက်ရပြီကြည်ရတာသူမကိုဖမ်းဖို့လာတာပဲလို့မာလဲထင်လိုက်ပါတဲ့ခါတယောက်မာလဲအားမရှိပဲလဲကြနေတဲ့ပုံကိုကြည့်ရင်တယောက်ယောက်စီကတက်ခတ်ခံခဲ့ရတယ်လို့ပဲထင်ပါတဲ့ ဒါအပြင်သူမအောင်မှာဘာတွေမှမသိရေးထားတဲ့စာတွေကိုလည်းမြင်လိုက်ရတာကြောင့် SR တွေကြောင့်မလဲတလို့ဖြစ်နေတာလို့ခတ်တင်လိုက်ပါတယ်။ဒီဇဲကသူမဘာသာရန်သူနဲ့တွားတိုက်မယ်လို့ပြောပြီးထွက်သွားပြီးခက်ရမော်တာကြောင့်သူမမကြောက်ပါဘူး။ဒလိုနဲ့လေလဲထွက်သွားချိန်မှာခက်ကတော့မလဲအောက်ကစာတွေကိုဖြတ်ပေးနေပြီးတပြက်စီနဲ့ရေပုံဘယ်ကရောက်သွားလဲတော့ကျွန်တော်လည်းမသိပါဘူး။နန်းဆိုးတဲ့လေဇဲကိုတွေ့လိုက်ရတော့ချက်ချင်းဆိုသူတို့ပဲတက်ပြစ်လိုက်ပြီးလေဇဲလည်းလဲကြောက်သွားပါတယ်။ သူလေဆန်းကိုတားလိုက်နိုင်ပြီမလို့တဘောတို့စာချုပ်တက်ကတိုင်လုံးပြီးပြီဆိုပြီးပြောနေပါတဲ့ဒါပေမဲ့လေဆန်းရဲ့ခန္ဓာကိုယ်ကပျောက်ကွယ်သွားပြီလေဆန်းနောက်တစ်ယောက်ထပ်ပေါ်လာပါတဲ့အကြောင်းကတော့ခမီးတာတဲ့မော်တာကကိုဘွားလေးကိုဖန်တီးနိုင်တာမလို့ပါပဲနတ်ဆိုးလည်းကိုဘွားအထုကြောင့်ပတ်ဝန်းကျင်ကိုတေချာအယုံမဆိုင်နိုင်ဖြစ်နေပြီလေဆန်းလည်းချက်ချင်းဆိုတော့နတ်ဆိုးအောက်ကမော့ကြောင်တော့ကိုခတ်လုပေးထားတဲ့ဓာတ်နဲ့ထိုးချလိုက်ပါတဲ့ပြောတော့မသိမျိုးဆိုပြီးအခုကျတော့မော့ကြောင်တော့အစားအနာတော့ရှာမရအောင်ပျောက်သွားပါပြီ အပြင်ဘက်ကအယိုးစုတွေလည်းပျောက်သွားကြပြီမာလဲတဲ့နတ်ဆိုးပင်ကို၄၀တို့အနာယူလိုက်နိုင်ပြီမှသိလိုက်ပါတယ်မာလဲကြည့်ရတာအာမရှိတဲ့ပုံပဲမလို့သူယူလာတဲ့ထမင်းစုပ်တွေကိုခတ်ကျွေးလာပါတယ်မာလဲစားလို့မရဘူးထင်သားပဲမယ်အခုစားကြည့်လိုက်ချိန်မှာတော့စားလို့ရနေပြီသူမဘိုက်ကချိန်စာနဲ့ပျောက်သွားပါပြီနောက်ကနောက်မှာပဲမာလဲတယောက်ခတ်ကသူမတို့ကိုအစားအသောက်တွေနဲ့အမြဲကဝဲပေးနေခဲ့တာပဲဆိုတာနားလည်လိုက်ပါပြီအဲအချိန်ခတ်တို့လာခဲ့တဲ့တွင်ပေါက်ကနဲ့အရေးတက်တော်စားတွေတဲ့ထွက်လာကြပြီမာလဲကိုလာခေါ်သွားကြပါတယ်၄၀တို့လည်းရောက်လာကြပြီခတ်ကတော့မာလဲကိုအရေးတက်တော်စားတွေကဘာလို့ခေါ်သွားမှန်းနားမလဲပါဘူး နေစဲကတော့မာလဲကိုရန်သူတွေနဲ့ပတ်သက်ပြီးမေးစရာလေးတွေရှိတာကြောင့်ခေါ်သွားတာပါလို့သာပြောလာပါတယ်။ဒါအပြင်အခုလေစဲရဲ့ရန်သူကိုဖြည့်ရှင်းလိုက်နိုင်ပြီမလို့အားလုံးကစိတ်အေးသွားကြပြီ။လေစဲလည်းခန့်နဲ့အတူအိမ်ကိုပျော်ပျော်ကြီးပြန်လာခဲ့ပါတယ်။အဲညမှာသူတို့အားလုံးစားတော့ပွဲချင်းမှပြီးဖြော်ပွဲရှင်ပဲလုပ်ခဲ့ကြပါတယ်။အစားအသောက်တွေကိုစားလိုက်ကြရတဲ့သူတိုင်းကထိုင်ရတွေပါပျောက်ကုန်ပြီးအင်အားတွေပါတိုးလာတာမလို့အံ့ဩနေကြပြီးခက်ကိုကျေးဇူးတင်လာကြပါတယ်။သူချတာတာတွေကိုလူတိုင်းကကြိုက်ကြတာမလို့အခက်လည်းပျော်နေပြီးအားလုံးကအဲ့ဒီညမှာပျော်ရွှင်နေကြပါတော့တယ်။ ခန်းငငယ်တုန်းကသူတို့ရွာကိုကုံတယ်ကြီးရဲ့သူ့သမီးကအလဲရောက်လာခဲ့ပါတဲ့။အဲတုန်းကခက်လေကုံတယ်ကြီးရဲ့သမီးရဲ့စော့ကျင်တာမလို့သွားစကားပြောခဲ့ပေမဲ့ကုံတယ်ကြီးရဲ့သမီးကတော့သူမအဖေကဒီရွာကသူတွေနဲ့စကားမပြောခိုင်းဘူးလို့ပြန်ပြောလာပါတဲ့။ဒါပေမဲ့သူမတို့တွေကခလေးတွေပဲရှိနေသေးတာမလို့စော့ဖို့ကသာဦးစားပေးလိုက်ကြပြီ။တောင်ပေါ်မှာသွားစော့ကြပါတဲ့။ကောင်မလီကတောင်ပေါ်မှာတွေ့ခဲ့ရအသီးတွေကိုလိုက်စားလိုက်တဲ့မှာအစိမ့်မိပြီးလဲကျသွားပါတဲ့။ဒါကိုတွေ့တော့ခက်လေချက်ချင်းဆိုသူတို့ပဲအစိမ့်ပြေးသေးကိုအမြန်ဆေးပေါ်လိုက်ပြီးသူပစံနဲ့သွားတိုက်ကြွေးလိုက်ပါတဲ့။ခက်လေအိမ်မက်ကနေနိုးလာခဲ့ပြီးသူတို့တွေအခုအကူကြီးတောင်းထားတဲ့ရွာလေးကိုသွားနေကြတာပါ။

အဲရွာလေးကရေပြက်လက်မှုကြောင့်ရေလိုနေကြတာဖြစ်ပြီးယူလီရှီယာနဲ့ရွာတွေကအကြီးအကဲတွေနဲ့သွားစကားပြောလိုက်ပါတဲ့ခတ်တိုးတွေကတော့ရွာထဲလျှောက်သွားနေကြပြီးယူလီရှီယာနဲ့နောက်တစ်ယောက်ကိုသွားဖို့ထွက်လာပါတဲ့ဒါပေမဲ့လန်ကအဖွာကရေရအောင်လုပ်ပေးပါလို့တောင်းဆိုလာပြီးရေသာမရှိရင်သူမတို့ရွာလည်းပြောင်းရွှေ့ရပါတော့မယ်ယူလီရှီယာဘယ်လိုလုပ်ပေးရမလဲကြံနေချင်းရုတ်တရက်ရေတွေပြည့်သွားပြီဆိုတဲ့အကြောင်းယူလီရှီယာကြားလိုက်ရပါတဲ့သူမသွားကြည့်လိုက်တော့တကယ်လက်ကန်တန်းမှာရေပြည့်သွားပြီးခတ်ကလုပ်ပေးလိုက်တာပါရေကြက်လေးတွေရေစာနေပုံရတာမလို့သူမြေရောက်ရေကိုဖောက်ထုတ်ပေးလိုက်တာပါယူလီရှီယာလည်းအံ့ဩမနေတော့ပဲရွာသားတွေကတော့သူတို့ကိုရေရအောင်လုပ်ပေးလိုက်တဲ့ ူလီရှီယာကိုကျေးဇူးတင်လာကြပါတယ်။ဒါကိုမသိတဲ့အခါကတော့ယူလီရှီယာကသူမတာဟုံကိုပြီးအောင်လုပ်နိုင်ခဲ့တာလို့ရွာသားတွေကကျေးဇူးတင်နေကြတာပဲလို့ထင်လိုက်ပါတယ်။သူတို့တွေအဲကပြန်လာကြချိန်မှာရွာသားတွေလက်ဆောင်ပေးလိုက်တဲ့ဥတချို့ရတာပဲ။ဥတွေကိုကြော်စားရမလား၊ချက်စားရမလားခက်စင်းစားနေပါတယ်။မင်းသမီးလင်စဲကတော့သူမကိုလှုပ်ကြံတဲ့အယိုးကြောင့်ကိစ္စအပြီးမှာမျိုးသားအိမ်ကိုတွားတွေ့ခဲ့ပါတယ်။မျိုးသားကလင်စဲတို့တွေဒီတစ်ခေါက်အယိုးကြောင့်တွေနဲ့တိုက်တဲ့တိုက်ပွဲမှာအနိုင်ရခဲ့တာကအသက်ရထားတဲ့အဆောင်ရှောက်လေးကြောင့်ပဲသိထားပါတယ်။ ဒါကြောင့်အဲ့အဆောက်ရှောက်လေးကိုရာတို့တို့ပေးပြီးဘယင်ထလောက်ခိုင်းပါလားလို့မျိုးသားကပြောလာပါတယ်။လင်ဇဲကတော့လက်မခံချင်ပါဘူး။ခါကသူ့ဟာသူ့တော်သူမရဲ့အဆောက်ရှောက်ရာတို့ရထားမယ်မသိတဲ့အပြင်တောက်တို့မယ်ရအလို့သမားလေးပဲလို့သူ့ကိုယ်သူထင်နေတာပါ။ဒါကြောင့်ခါကိုလူရှိသူရဲ့ထုတ်ပြပြီးဘယင်ကလောက်ခိုင်းမဲ့ကိစ္စကိုစကားလက်လက်နေနဲ့ညင်းနေပေမဲ့ဘေးကစစ်တီတော်ချုပ်ကတော့အာရဝန်သားကိုထောက်ခံလာပါတယ်။လင်ဇဲလည်းဘလို့မတားလို့မရတော့တာကြောင့်တိုက်ရိုက်ညင်းလိုက်ပေမဲ့မျိုးသားကိုအနိုင်မယူလိုက်နိုင်ပါဘူး။သူမအိမ်မြန်ရောက်လာချိန်မှာဒီအကြောင်းကိုယူလီစီယာစီပြောပြလိုက်ပါတယ်။ခန့်နေရမှာတခြားတစ်ယောက်ကိုအစားထိုးခိုင်းလို့ရပေမဲ့လင်ဇဲကတော့ခါကိုဘသူနဲ့မှအစားမထိုးချင် င်မာကိုသူမတို့ဒီအကြောင်းကိုပြောနေချိန်မှာအိမ်ထဲကခက်တယောက်သူ့ခလေးထွက်လာပြီလို့ပြောတဲ့ကြားလိုက်ရပါတယ်။လင်းစဲတဲ့ခက်ကဘယ်တော့ကခလေးရှိသွားမယ်မသိလိုက်ပဲခက်ကလေးကသူမခလေးလို့ပဲပြောလာပါတယ်။သူမတို့ခက်စီခလေးကိုကြည့်လိုက်တော့လူသားမင်းကလေးဖြစ်နေပါတော့တဲ့။တပတ်ကအိုဗီလီယာနဲ့မီမီကိုတို့တွေစီးရင်အင်းတွေနဲ့အလုံးရှုံနေကြပြီ။အယူကြောင့်တိုက်ခွဲမှာပါဝင်ခဲ့တဲ့ဘယ်လဲကိုတော့မသက်ပဲထောင်သာချထားရပါတယ်။တပတ်မှာတော့ရွာသားတွေပြေးလိုက်တဲ့ဥကနဲ့ပေါက်လာတာကလူသားမင်းလေးဖြစ်နေလို့အံ့ဩနေရပါတယ်။ယူလီရှီယာကတော့မိစ္ဆာဖြစ်နိုင်တယ်လို့ပြောလာပြီးခန်းထဲပုံစံတူနေတာကခက်စီကနေမော့စွဲအင်းတွေယူခဲ့လို့ဖြစ်ကြောင်းပြောပြလာပါတယ်။အဲ့ လေးကခက်ကိုဖေဖေလို့ခေါ်လာပြီးယူလီရှိကလည်းဒီထက်ကြကြဆက်ထားရင်တန်ရောစင်တွေတွေ့သွားမှာဆိုတော့ကြောင့်အဲမိစာကိုရှင်းပြဖို့လုပ်ပါတယ်ဖြစ်ကျင်တော့ခလေးမလေးကသူမကိုလည်းမေမေလို့ခေါ်လာပြီးဘသူမှတော့မတင်ပေးလိုက်ရပါဘူးယူလီရှိကရှက်သွားပြီးလင်းဆက်ကတော့ခန်းနဲ့ယူလီရှိကရထားတဲ့ခလေးလေးလာလို့မေးလာပါတယ် ယူရီရှီယာလည်းအမြန်ညင်းလိုက်ရပြီခလေးကတော့၄၀လက်ထဲပသွားပါတယ်အဲခလေးက၄၀ကိုပါမိမိတို့ခေါ်လာပြီ၄၀တရားသူမနဲ့ခန့်နဲ့ကမိဘနေရာရောက်သွားတာမလို့ပြောနေပါတော့တယ်ရှီနာကိုလည်းမမလို့ခေါ်လာပြီအကုန်လုံးကခလေးကိုဆက်ဝေးတာပေါ်ဆုံးပြလိုက်ရပါတယ်ဒါပေမဲ့ယူရီရှီယာကတော့ခလေးကိုသူမနဲ့ပဲခေါ်လာပြီသူမစပင်နဲ့တရွေးကိုစစ်စစ်ပေါ်အရေးတက်တော်ဆောက်ကိုပြေးလိုက်ပါတယ်နောက်နေ့မှာတော့ခတ်တယောက်ခလေးနေဖို့အတွက်အခန်းတစ်ခုဆောက်ပေးခဲ့ပြီအဲအခန်းကပြတင်းပေါက်မရှိသလိုထွက်ပေါက်လည်းမရှိပါဘူးဒါမှသာအဲခလေးကမိစ္ဆာစိတ်ဝင်လာရင်သူမတို့တားလို့ရမှာပါခလေးကိုရှီနာနဲ့ထားခဲ့ပြီသူမတို့နေရာကတော့ပြန်လာကြပါတယ်ဖြစ်ချင်တော့ခလေးကသူ လိုယထာလုံးအထက်ကိုပါလာပြီးသူမဘလိုလိုဒီကိုရောက်လာတာလဲတော့ခတ်တော့လည်းမသိကြပါဘူး ရှင်နာလိုက်ချနေတော့မှာပဲလို့ဒီသတင်းကိုပြန်ပြောပြပေါ့အရေးတော်စားကိုသွားခိုင်းလိုက်ရပါတယ်။သူမတို့အလုတ်အပ်ထားတဲ့နေရာကိုရောက်ချိန်မှာတော့အဖိုးတို့တယောက်ကသူရဲကောင်းနဲ့သူအပေါင်းမတွေပဲဆိုပြီးပြောလာပါတယ်။ခန်းတဲ့သူသမီးအာခါရီတို့လည်းခေါင်းကြီးထောက်ခံလာကြပြီးဘေးကယူနေရှိရာကတော့သူတို့ကိုမတားနိုင်တော့ပါဘူး။အာမန်တော့အဖိုးတို့ကတငယ်ပြန်နေပြီးပြပြီးပြောချင်တာတွေရှောက်ပြောနေတတ်တယ်လို့သူသမီးကပြောလာပါတယ်။ခါတို့တယောက်လာတာအဖိုးရဲ့သမီးကအကူကြီးတောင်းထားတာကိုဖြည့်ရှင်းပေးဖို့အတွက်ပါ။ဒါပေမဲ့သူမတို့စီငငယ်ရွယ်ညာကစားဆုံးတွဲလေးတွေရောက်လာနိုင်မယ်လို့တော့သူမထင်ထားပါဘူး။ညာကစားဆုံးတွဲဆိုတာကိုကြတော့ခန်းတဲ့ယူနေရှိရာတို့လည်းရှက်သွားကြပြီးခါလည်းယူနေ ရှားစိတ်ဆိုးသွားမှာစိုးရိမ်သွားပါတဲ့ သူပြန်ရှင်းပြကြည့်ပြီမဲ့တဖက်ကကောင်မလေးကသူမကသူမရဲ့ဝက်လေးတွေအစာသိမ့်မစားကြတာကြောင့်တခုခုလုပ်ပေးဖို့တောင်းဆိုလာပါတယ်။ရာဇီဥရုပူလိုတိမ်မစားကျင်ကြတာဖြစ်နိုင်မဲ့အခက်ခံမဲလိုက်နိုင်ပြီသူပြန်ရှင်းပြလိုက်မယ်လို့ပြောလာပါတယ်။အခုချိန်နေယူလီရှီယာကညာကသာလင်းမယားဆိုတဲ့စကားလုံးတွေကြောင့်မူးယစ်နေတော့ဖြစ်ပြီးနေရာကနေတော့မရွေ့ပါဘူး။ယူလီရှီယာဘာဖြစ်သွားမဲ့မသိတာကြောင့်ခတ်သူပသာသူပဲဝက်လေးတွေတဲ့အေးစားလုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူနဲ့အခါရီတို့နှစ်ယောက်တို့ဝက်စာလုပ်နေချိန်ယူလီရှီယာသတိပြန်ဝင်လာပါပြီ။ပြင်းကျင်တော့အဲ့အချိန်မှာပဲသူတို့ဝက်စာလုပ်နေတဲ့နေရာစီကိုငကားတော့ပြန်ဝင်လာပါတယ်။ယူလီရှီယာလည်းချက်ချင်းဆိုသလိုပဲတိုက်ခိုက်ဖို့လုပ်ပေး မဲ့ခက်ခအမြန်တားလာပါတဲ့သူတို့ရွာမှာဆိုဝဆလုံးနေရင်ငကားတွေလာလာစတတ်တာကသဘောဝပါပဲယူလီရှီယာကတော့အဲ့လိုသဘောဝမျိုးတစ်ခါမှမကြားဘူးပါဘူး သူတို့ဝါစာလုံးနေကြတာကိုအချင်းယူနီချီယာမနီမွေးကားတွေတွေးနေရလိုက်ပါတယ်။ဒါကြောင့်သူမသွားကြည့်လိုက်တော့စိုက်ခဲထဲမှာပုံးနေတဲ့သူတယောက်ကိုတွေ့လိုက်ရပြီ။အဲလူကလည်းပြန်တိုက်ခိုက်လာပါတယ်။အတန်ကြောင့်တို့ခါတို့လာကြည့်ကြပြီ။ယူနီချီယာကတော့ချက်ချင်းထွက်ပြေးဖို့ပြောလာပါတယ်။ခါတို့ကိုမြင်တော့တဖက်အမျိုးသမီးကခလေးကိုပေးတော့ပြောလိုက်ပါတယ်။ဒါကိုကြောင့်တော့ခတ်ဒီအမျိုးသမီးကငကားမုံစုံမဲ့သိလိုက်ပါတယ်။ဒါပေမဲ့ခါကတော့ငကားပေါက်ကိုမပေးနိုင်တာလို့ငကားပေါက်နဲ့အတူအခါရီကိုချီပြီးထွက်သွားပါပြီ။ယူနီချီယာနဲ့ငကားမုံစုံတို့ပဲကြံ့ကြတော့ပြီ။သူတို့နှစ်ယောက်ဆက်ချကြပါတယ်။ဒါပေမဲ့ယူနီချီယာငကားမုံစုံကိုမနိုင်ပါဘူး။သူမပိုက်မှာတန်ရာရသွားပြီ။ထိုင်နေရချိန်မှာ နဂါးပုံဆိုလည်းချင်းကလာပါတဲ့ဒါပေမဲ့နောက်ကနောက်မှာပဲယူလီဂျီယာခက်ရမော့ကြောင့်တုံးကိုဖောက်ကွဲလိုက်ပါတဲ့သူမရဲ့မူရင်းပုံစံတန်ကိုတော့ဆံမထိန်နိုင်တော့တာကြောင့်နတ်ဆိုးစင်ပေါ်နေခဲ့ပါတဲ့ယူလီဂျီယာနဲ့အန်အောနေရပြီနတ်ဆိုးတွေကလူသားတွေရေပေါ်မလာတာနှစ်ပေါင်းတော်ကြာနေခဲ့ပါပြီအဲ့ဒီနဂါးစီးပြီးထွက်သွားတဲ့ခက်တောင်နဂါးနဲ့ပြန်လာပြီယူလီဂျီယာစီရောက်လာပါတဲ့ယူလီဂျီယာလည်းဘာလို့ပြန်လာတာလဲလို့မေးလာတော့ခက်ကသူယူလီဂျီယာကိုတယောက်တည်းထားပြီးထွက်သွားမှမဟုတ်ပဲပြောလာပါတဲ့ဒါအပြင်အာကာရီလေးကိုလည်းလုံခြုံတဲ့နေရာမှာထားခဲ့ပါတဲ့အဲ့ဒီဝတ်အုပ်ကသူတို့စီပြေးလာကြပြီအဲ့ဝတ်တွေကိုစီးရင်သူတို့နတ်ဆိုးရှိကနေထွက်ပြေးလာကြပါတဲ့ယူလ င်းရှီကလည်းဘာမှမတိုက်ခိုက်တတ်တဲ့ခက်ကသူမကိုကယ်ဖို့ပြန်ရောက်လာပြီးတာကြောင့်ရင်းနှီးထိသွားရပြီးသူမကခက်ကိုချင်းနေမိပြီးဆိုတာကိုအဲအချိန်မှာပဲသဘောပေါက်လိုက်ရပါတယ်။ယူလင်းရှီကလည်းနဆိုးကိုသူမရင်ဆိုင်မှာဖြစ်တော့မယ်ဆိုတာသိလိုက်ပြီးအခက်စီကနေဓာတ်တို့လင်းကားလိုက်ရပါတယ်။အဲဒါနဲ့နဆိုးပြစ်လာတဲ့မီးမော်ကိုသူမရင်ဆိုင်မှုလုပ်လိုက်ပြီးမီးတွေသူမစီရောက်လာချိန်မှာအာခါရီကလည်းယူလင်းရှီကစီရုတ်တရက်ရောက်လာပါတယ်။ နာဇိုကမီမော့ကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်ပြီးယူနီရှီယာလည်းဘာလို့ပြန်ရုပ်သိမ်းလိုက်တာလဲဆိုတာအံ့ဩသွားရပါတယ်။အဲနောက်မှာအန်နာဇိုကထွက်ပြေးသွားခဲ့ပြီးယူနီရှီယာနဲ့ခတ်တို့ကတော့အာခါရီဘာလို့ရုပ်ရည်ကြီးပြန်ပေါ်လာလဲဆိုတာကိုသိချင်နေကြပါတယ်။ဒါအပြင်ဝက်တွေကိုလည်းပြန်ကူတာပေးရအောင်ပါဖြစ်ပြီးပိုင်ရှင်ရဲ့မျိုးသမီးပြန်လာချိန်မှာတော့သူမဝက်ကလေးတွေကပြန်တက်ကြွနေကြပါပြီ။ယူနီရှီယာအာခါရီကိုခေါ်ပြီးပြန်လာနေရင်အာခါရီကနေရာပြောင်းဖို့ကိုတက်နေတာဖြစ်မယ်လို့ခန့်မှန်းမိပါတယ်။ခတ်ကတော့ငကားနဲ့အတူထွက်ပြေးသွားတဲ့နာဇိုကိုရှာတွေ့လိုက်ပြီးနာဇိုကမော်ချာတော်ကညာခဲ့တဲ့တရားကြောင့်လဲကြနေပါတယ်။သူတို့ကိုမီးနဲ့ပြစ်လို့ရရတဲ့ဘာလို့မပြစ်ခဲ့တာလဲတော့ခတ်မသိပေမဲ့နာဇိုမ ှ तू မအကြောင်းနဲ့ तू မရှိမှန်မှန်းတော့ခတ်တိပါရဲ့။ဒဏ်ရာရနေတဲ့တပတ်သူကိုလည်းပြင်မထားချင်တာကြောင့်ဆေးကုသပေးလိုက်ပြီးအထဲမှာအေးဆေးပါထည့်ပေးလိုက်ပါရဲ့။နတ်ဆိုးမကခန့်ငယ်ငယ်ကတိခဲ့မှုတဲ့တကယ်ချင်းဟေတယ်နဲ့ဂျိုးပါရာရင်တူလို့သူကူညီပေးချင်တာလို့ပြောပြလိုက်ပါရဲ့။နတ်ဆိုးမလည်းအဲ့နမဲကိုကြတော့တခုခုကိုပြောချင်ခဲ့ပေမဲ့အိပ်ပျော်သွားပါပြီ။ခန့်တို့တွေအိမ်မရောက်လာချိန်မှာသူတို့အိမ်မှာလူတယောက်ရောက်နေခဲ့ပါရဲ့။အဲ့လူကတော့ဘယင်ကဖြစ်လာမဲ့သူပါပဲ။ခန့်နဲ့ယူလေးကြီးကတော့ခီးကပြန်ရောက်လာချိန်မှာဘယင်ကအစ်စ်ကိုတွေ့လိုက်ရပါရဲ့။ အဲ့ဘယင်ခံကအခန့်နဲ့အတော်တူပေမဲ့အခက်ကတော့တတိဓာမိပုံမရပဲဘယင်ခံစားဖို့တခုခုသွားပြင်ပေးဖို့ထွက်သွားပါတယ်။ယူနီရှီယာပဲကျန်တော့တဲ့အချိန်မှာတော့အဲ့ဘယင်ခံကယူနီရှီယာစီရောက်လာပြီးရထလုံနဲ့သူနဲ့ကြာယူနီရှီယာကိုပိတ်လာပါတယ်။ယူနီရှီယာတစ်ချက်ထန်နဲ့ကန့်ထိုက်လိုက်တော့အဲ့ဘယင်ခံဆိုတာပုံရင်းရောက်မှသိလိုက်ရပါတယ်။ အမန်တော့လီဇဲကဖန်တီးထားတာဖြစ်ပြီးလီဇဲကအသက်20အရွယ်အခက်ကိုစိတ်ကူးပြီးပုံဖော်ထားတာပါရတချို့ကြာပြီးတဲ့နောက်မှာတော့အာခါရီရဲ့စစ်ဆေးချက်ရတဲ့ကထွက်လာပါပြီအဲ့ဒါကတော့အာခါရီကလူသားမဟုတ်ဘူးဆိုတာပါပဲမိစားလိုလည်းပြောလို့မရသလိုသူမရဲ့မျိုးတွေကိုလည်းတိတိကျကျမသိခဲ့ရပါဘူးဒါပေမဲ့တနေရာကနေတနေရာကိုကူပြောင်းနိုင်တာကတော့အရန်ထူးဆန်းပါတယ်အဲ့လိုကလေးမျိုးသူမတို့အနားမှာရှိနေတာအနေရရှိနိုင်ကြောင်းမိမိကိုပြောလာပါတယ်ဒါကိုကြတော့အခက်ကလက်မခံပါဘူး ယူလီရှားတဲ့လေဆဲတို့တွေလည်းအာခါရီကိုအချစ်ကြပြီအာခါရီကသူမတို့ကိုအနေနဲ့မပေးဘူးဆိုတာယုံကြည်တယ်လို့ပြောလာကြပါတယ်ဒါကိုကြတော့မီမီကိုလည်းဘာမှဆက်မပြောတော့ပဲအာခါရီကိုစားထားဖို့သဘောတူလိုက်ပါတယ်ခန့်အဲ့အချင်းသူခေါ်လာတဲ့နတ်ဆိုးကြောင့်တတိယလိုက်ပြီးအဲ့နတ်ဆိုးကိုမသက်ပါတယ်လို့မီမီကိုကိုတောင်းဆိုလိုက်ပါတယ်မီမီကိုလည်းနတ်ဆိုးမကိုတွားကြည့်ခဲ့ပြီးမိယောက်ခန့်ထဲမှာအချုပ်ခံထားရပါတယ်နတ်ဆိုးမလည်းနိုးနေပြီးမီမီကိုလည်းသူမကိုမေးခွန်းနေမေးကြည့်ပေမဲ့နတ်ဆိုးမကပြန်မဖြေပါဘူးအဲ့အစားသူမကိုအနိုင်ယူနိုင်ခဲ့တဲ့အခါမှသာပြန်ဖြေပေးမယ်လို့ပြောလာပါတယ် နောက်ဆုံးမှစီခက်ရောက်လာခဲ့ပြီးအဲ့နောက်ဆုံးမှကသူမအိတ်မပြောခဲ့ခက်ပြောလိုက်တဲ့ဟေတယ်ဆိုတဲ့နာမည်ကိုပြန်ရွတ်ပြလာပါတဲ့ ဟဲ့လေအဲ့ဒါသူ့ငယ်တငယ်ချင်းဖြစ်ကြောင်ပြောပြလိုက်ပါတဲ့နန်းစိုးမကတေချောင်ထပ်မေးလိုက်ပြီဟေတယ်ရဆွဲနေကြဆွဲကြကွာသူမဆွဲကြနဲ့အတူတူပဲလားလို့မေးလာပါတဲ့ယူလီရှိကနန်းစိုးမပေါင်မုံနှလုံးချကဆွဲကြကိုတွားထုတ်ကြည့်လိုက်တော့အဲ့ဆွဲကြကတကယ်တည်းသူဟေတယ်စီမှာတွေ့ဘူးတဲ့ဆွဲကြနဲ့အတူတူပါပဲတကယ်တော့ယူလီရှိကနဲ့တိုက်နေတုန်းကသူမမီးမော်ကိုဆက်မပြစ်ခဲ့တာကအဲ့တော့ကယူလီရှိရဲ့ဓာတ်မှာအဲ့အမတ်သားကိုတွေ့ခဲ့လို့ပါသူမကငကားမုံစုံမဟုတ်တော့အဲ့တော့ကငကားကိုလည်းစိတ်မဝင်စားပါဘူးစူးစိတ်ဝင်တာကကအာခါရီကိုပါပဲအာခါရီကနေရာကူပြောင်းနိုင်တယ်ကိုသူမသိလိုက်ရတာကြောင့်အဲ့မော်နဲ့သားဆိုမျိုးသားအင်အောင်ကဟေတယ်ကိုကယ်နိုင်ဖို့အလားအလာရှိတာက ောင့်မှဒါကိုကြတော့အားလုံးအံ့ဩထိတ်လန့်သွားကြပြီမြို့သားအိမ်အောင်မှာနောက်ဆုံးတစ်ကောင်ရှိနေမှမထင်ထားကြပါဘူး ဟေဒါကိုကဲခြင်းအားကြောင့်သူမအခုလိုလုံနေရတာဖြစ်ပြီးခက်လေဟေဒါကိုကဲခြင်းပါတဲ့ဒီကိစ္စကိုဒီတိုင်းထားလို့မရမှန်သိတာကြောင့်မိမိကိုကသူမတို့ဟေဒါကိုကဲပေးမယ်လို့ပြောလာပါတဲ့ဒါပေမဲ့နောက်ဆုံးမကတော့ဒီနေရာမှာပဲနေရမှာပါဟေဒါကိုကဲဖို့အစီအစဉ်တွေဆွဲကြပြီးဒီရပိုင်းမြို့ထဲမှာပွဲတော်တစ်ခုရှိပါတဲ့အဲပွဲတော်ကိုအသုံးချပြီးပွဲတော်နောက်ဆုံးနေမှာဟေဒါကိုသွားခဲ့ကြမှာပါပွဲတော်ရဲ့ပထမဆုံးနေ့နဲ့ဒုတိယနေ့ကိုတော့ရှောက်လွယ်လို့ရတာကြောင့်လေဇန်နဲ့ယူလီရှိရာတို့စုံစမ်းစည်းစောပြီးပထမနေ့ကိုဘသူရမလဲပြန်လိုက်ကြပါတဲ့လေဇန်ကအနိုင်ရသွားခဲ့ပြီးအပြော်ကြီးပြော်နေခဲ့ပါတဲ့နောက်နေ့မှာတော့ဘရင်ခံနဲ့အတူမျိုးစီထွက်လာကြပြီးဘရင်ခံကဟေဒါ ကိုကဲမဲ့ကိစ္စကိုခွင့်ပြုပေးလိုက်တယ်လို့ပြောလာပါတယ်။သူမတို့တွေပွဲတော်ရဲ့ပထမဆုံးရက်မှာမျိုးတော်ကိုအတူတူရှောက်လှန်ကြည့်ကြပါတယ်။အခါရီလည်းအတူပါလာပြီးသုံးယောက်သာပွဲတော်မှာမစားဘူးတာတွေကိုစားကြပြီးမကြည့်ဘူးတာတွေကြည့်နေကြပါတယ်။ခန့်အနေနဲ့နေရာဆုံးကိုရောက်ခဲ့ပူပေမဲ့ပွဲတော်ကိုအခုတို့လွတ်လွတ်လပ်လပ်ဖြတ်တန်းရတာကပထမဆုံးအချိန်မှာအရင်ကဂိုရိုဗာတို့ရဲ့ထုတ်ပေါ်တွေကိုစောင့်ကြည့်ပေးနေရတာမလို့ပွဲတော်ထဲမှာမပြောခဲ့ဘူးပါဘူး။ညနေဆောင်တဲ့အထိသူမတို့ပွဲတော်ထဲမှာရှိနေကြပြီးလင်းစဲလဲသူမအချက်တွေကိုခန့်စီကိုဖွင့်ပြောနိုင်ချိန်ပြီးပါတယ်။ဒါပေမဲ့လည်းခန့်နဲ့အတူသူမတို့အားလုံးရှိနေကြောင်းသာပြောပြလိုက်ပြီးသူမခန့်ကိုဖွင့်ပြောဖို့အတွက်အချိန်တွေအများကြီးကြံနေပါသေးတယ် တဲ့ခတ်တရာ40ကိုဓာတ်လက်ဆောင်ပေးခဲ့သလိုယူလီရှီယာကိုလည်းဓာတ်လက်ဆောင်ပေးခဲ့ပါတဲ့အဲ့ဒီဓာတ်ကိုသူကိုယ်တိုင်ဘဘဲထုခဲ့တာဖြစ်ပြီးလူပူကြီးရဲ့ဘဘဲယုံမှလုခဲ့တာပါလူပူကြီးကခတ်လုထားတဲ့ဓာတ်ကမကောင်းမှုလို့ပြောနေပေမဲ့ယူလီရှီယာဆမ်းပြီးခုတ်လိုက်ချင်မှတော့အတော်လေးထက်နေမှသိလိုက်ရပါတဲ့ဒီနေ့ကတော့ယူလီရှီယာနဲ့ခတ်လို့ထိရမယ့်နေ့ပါ ဖြစ်ကျင်တော့ပွဲစည်းတဲ့ရောက်ချိန်မှာစိုင်းတဆိုင်ကိုပြဿနာရှာနေကြတဲ့အဖွဲ့နဲ့သွားတို့ပါတယ်။ယူနီရှီယာတယောက်သူမရဲ့တိတ်လေးကိုမပြတ်စည်းစေချင်တာကြောင့်မမြင်ချင်အောင်ဆောင်ပြီးလက်ထွက်သွားခြင်းပဲ။အခါကတော့သွားကူညီပေးနေပါပြီ။ပြဿနာရှာတဲ့အဖွဲ့ကဒီဇိုင်းကအသားပေါက်စီတွေကစားမကောင်းတာကြောင့်လေယောင်းနေတယ်ဆိုပြီးစိုင်းကိုဖြတ်စည်းလာကြတာပါ။ခန့်လေတခုခုဝယ်ပြီးကောက်စားကြည့်လိုက်တော့တကယ်အရသာရှိတဲ့အသားပေါက်စီတွေမှသိလိုက်ရပါတယ်။ဒါကြောင့်ပြဿနာရှာတဲ့အဖွဲ့ကအရသာရှိရတာနဲ့ဘာလို့အရသာမရှိဘူးပြောတာလဲလို့ပြန်ပြောလိုက်တော့တဖက်လူမိုက်အဖွဲ့ကခက်ကိုတုံထုတ်လာကြပါတယ်။ယူနီရှီယာနဲ့သူမတို့ကခန့်တဲ့ထဲကသူတွေပဲလို့လူမိုက်တွေကိုပြောလိုက်တော့တော့ရောက်တာတန်းနေအောင်ထွက် ပြေးသွားကြပါတယ်ခတ်တန်ရရတာတဲ့အစိုက်ပိုင်းရှိကိုစေကုသာပြေးဖို့ခေါ်သွားပြီးယူလီရှီကလည်းသူမရဲ့ပထမဆုံးဒိတ်မှာထားကန့်ခံရပြီးတော့တွေးမိလိုက်ရပါတယ်အစိုက်ပိုင်းရှိကိုစေကုဖို့တွားဖို့ပေးခဲ့တဲ့ခတ်လည်းပြန်ရောက်လာခဲ့ပြီးစိုက်ပိုင်းရှိကနောက်တရက်နှစ်ရက်လောက်ကုသနေရမှာမလို့ဆိုင်ပြန်ဝင်နိုင်မှာမဟုတ်သေးပါဘူးခလေးမလေးလည်းသူမတို့စီမှာအသားပေါက်စီတွေမရှိတော့တာကြောင့်ပြန်ဝဲဝင်ဖို့နေနေသသာဈေးတော့ရောင်းလို့မရတော့ပါဘူးဒါကိုကြတော့ခတ်ကသူ့ဆိုင်ကိုကုရောင်းပေးဖို့ဆုံးဖြတ်လိုက်ပြီးယူလီရှီကလည်းဆိုင်ကိုပြန်ဝဲမှာပထမဆုံးရအောင်လုပ်ပေးမယ်လို့ပြောလာပါတယ်အရင်ဆုံးအသားပေါက်စီတွေပြန်လုပ်ရမှာဖြစ်ပြီးအသားပေါက်စီတွေလုပ်ဖို့လိုအပ်တာတွေယူဖို့ယူလီရှီကိုတဲ ကိုကံပြတ်သွားခိုင်းလိုက်ပါတယ်ခက်ကတော့မြေကြီးကျွင်းတိုးဖို့ပြင်နေပြီခါမှအစီအစဉ်တစ်ခုရှိပါတယ်တပတ်မှာတော့ဂျေဒိုနတ်ဆိုင်ပိုင်းရှင်စီအကဲပြတ်တိုင်လူကြီးတွေရောက်နေပြီအရသာပြေးစမ်းနေကြပါတယ်သူရဂျေဒိုနတ်တွေကတစ်ခုစားပြီးတိုင်းနောက်တစ်ခုကိုမစားရမနေနိုင်အောင်လုပ်နိုင်ပါတယ်ဖြစ်ကျင်တော့အဲ့ဒီလူတွေအများကြီးကမုတ်တစ်ခုကိုစားနေကြတာတွေ့လိုက်ရပါတယ် အဲ့ဒီမုတ်ကိုဘယ်ဆိုင်ကရောင်းတာလဲလို့သွားကြည့်လိုက်တော့လူငယ်လေးတသက်ရောင်းနေမှတွေ့လိုက်ရပါတယ်။အဲ့မုတ်ကအီအီလေးနဲ့အထဲကမဲမဲအရာကိုပေါပြီးပြုတ်လုထားတာပါ။ဒိုင်းတွေစိတ်ဝင်စားနေတာကိုတွေ့တော့အဲ့မုတ်မှာပါတဲ့မဲမဲတွေကမကောင်းတဲ့ဟာတွေနဲ့လှုပ်ထားတာနေမယ်လို့ဂျီရိုနတ်ဆိုင်ပိုင်ရှင်ကရှောက်ပြောလာပါတယ်။ဒိုင်းတွေလည်းယူပြီးမိကြည့်လိုက်တဲ့အရင်အရသာရှိနေမှသိလိုက်ရပါတယ်။အထဲကမဲမဲတွေကပဲတွေဖြစ်ပြီးထိုးပြီးမွေးနေပါတယ်။ဂျီရိုနတ်ဆိုင်ပိုင်ရှင်နဲ့တခုစားကြည့်လိုက်တော့တကယ်စားလို့ကောင်းမှသိလိုက်ရပါတယ်။စားစရာကိုအပြစ်မရှာနိုင်တာကြောင့်ဆိုင်ပေးမှလှုပ်ထားတဲ့ရေပူစမ်းကိုအပြစ်ရှာလာပါတယ်။ မျိုးလန်ကောင်းမှာခွင့်ပြုချက်မရှိပဲအစာအိုးစောက်တာကြောင့်အထက်ကသူတွေသိသွားရင်ထောင်ကျမှာလို့ဂျေဒိုနာဆိုင်ရှင်ပြောလာပါတယ်။ဒါကိုကြတော့ယူလီရှီယာကသူမတို့ခွင့်ပြုချက်ရတာပြီးသားဖြစ်ကြောင်းပြောလာပြီးအဲခွင့်ပြုချက်မှာမင်းသမီးနဲ့မျိုးသားတို့ရဲ့လက်မှတ်ပါပါတယ်။ဆိုင်ရှင်နဲ့သူတို့ကိုမပြောနိုင်တော့တာဘူးလူမိုက်၃ယောက်ကိုပြန်သွားချလိုက်ပြီပဲ။အဲ့ဒါကလူမိုက်တွေမဟုတ်ပဲမင်းသမီးနဲ့အရေးကိုရတော်တွေဖြစ်နေပါတယ်။ဂျေဒိုနာဆိုင်ရှင်ကသူရောင်းတဲ့ဂျေဒိုနဲ့ထဲမှာဘူရင်စေးတွေထည့်ပြီးရောင်းနေတာကိုတက်တက်ရလာတာကြောင့်ဆိုင်ရှင်ကိုမူရင်စေးတော့မှုနဲ့ထောင်ထဲခေါ်သွားပါပြီ။ မျိုးသားနဲ့မိန်းသမီးတို့ရဲ့အတွေ့အဆုံဆွေးနွေးပွဲမှာတက်ခင်းဖို့အတွက်ခါစီကလည်းမုတ်တွေလာဝယ်ပါတယ်။ခက်လည်းသူ့ရဲ့မုတ်တွေကိုတေချာပြင်ဆင်လိုက်ပြီးဆိုင်ကိုတော့တခြားသူတွေနဲ့အထားခဲလိုက်ပါတယ်။အာကာရီလည်းသူနဲ့အတူပါလာခဲ့ပြီးနှစ်ယောက်သားမျိုးသားအင်းကိုရောက်လာခဲ့ကြပါပြီ။ခက်လည်းမိဖို့ကြောင့်မှစောင့်နေပေမဲ့မိဖို့ကြောင့်လည်းထိုးစက်တဲ့တကားစီကိုတော့အကြီးကြီးခဏခဏရောက်နေပါတယ်။အဲတကားရဲ့အနောက်မှာဟေတယ်ရှိနေမလားဆိုတာသူသိကြည့်မိပါတယ်။အာကာရီလည်းသူမအဖေအဲတကားနောက်ကိုတွားကြည့်နေတာမလို့သူမလည်းချက်ချင်းပဲပို့ပေးလိုက်ပါပြီ။ခက်လည်းအံ့ဩသွားရပြီးမိဖို့ကြောင့်လည်းပြန်ပို့ပေးနိုင်မလားလို့မေးလိုက်တော့အာကာရီကမလုပ်တတ်တော့ပါဘူး။ဒါကြောင့်သူ့ရှိကတကားကိုသာတောင်းဖွင့်ဖို့ဆုံး ွဲလိုက်ပြီးတော့ခတ်ထားတဲ့တကားကိုတော့တော်တူလုပ်ပြီးတော့ဖွဲ့လိုက်ပါတဲ့ခတ်တကားဖွဲ့လိုက်နိုင်ချိန်မှာအထက်ကအမျိုးသမီးတယောက်ကိုတွေ့လိုက်ပါတဲ့အဲအမျိုးသမီးကအသက်ကြီးနေပုံရပြီးသူတို့ကိုတွေ့လို့အံ့ဩနေပါတဲ့ ဒါပေမဲ့ခက်ကဟစ်တဲ့ဘမလည်းလို့မိလာတာသူမကြားလိုက်တော့ဟစ်တဲ့ကိုသိနေတဲ့ခက်ကိုလမ်းပြပြပေါ်ဆုံးပြလိုက်ပါတယ်ခက်လည်းသူမနောက်လိုက်သွားတော့အဲ့အခန်းထဲကဟစ်တဲ့ကိုတွေ့လိုက်ရပါတယ်ဟစ်တဲ့ကိုလွတ်ပေးလာပြီဟစ်တဲ့တယောက်ခက်ကိုတွေ့လိုက်ရတော့အံ့ဩသွားရပါတယ်ဟစ်တဲ့ဘာမှမပြောင်းလဲသွားဘူးပဲလို့ခက်နှုတ်ဆက်လိုက်တော့ဟစ်တဲ့တယောက်တစ်ချက်ပိတ်ဒီလာခဲ့ပါတယ်သူမအခုလိုငယ်ရွယ်နေတာခက်ကြောင့်ဖြစ်ပြီးခက်သူမကိုအန်စေးတိုက်လိုက်ကလေးကမကြည့်ပြင်လာတော့တာပါအဲ့အချိန်မျိုးသားကြီးနဲ့အိမ်ထဲကိုတယောက်ယောက်ခိုးဝင်လာကြောင်သိလိုက်ရတာမလို့သူသမီးရှိတဲ့နေရာကိုအမြန်လာရှာပါတယ်မျိုးသားရောက်လာချိန်မှာသူသမီးဘာမှမဖြစ်တာကိုတွေ့တော့စိတ်အေးသွားရပါတယ်ဒါပေမဲ့ဖာမဲကတော့သူမအဖေကို တ်ပေးပါလို့ဟေဒဲကိုပြောလိုက်ပါတယ်။မျိုးသားကြီးနဲ့အံ့ဩနေပြီးဘာလို့သူ့ကိုတတ်ခိုင်းတာလဲနားမလည်ပါဘူး။ဟေဒဲခါကိုအကြောတည်အောင်လုပ်လိုက်ပြီးနေရာကနေပြလို့ရှာနိုင်အောင်လုပ်လိုက်ပါတယ်။ သူမရဲ့ရက်စက်တဲ့ဘက်ကိုခောက်ကိုမမြင်စေခြင်းမဟုတ်ဟစ်တယ်ကသူ့ကိုတကယ်တတ်တော့မဲ့ပုံရတာမလို့မြို့သားလည်းအသေးစားထွက်ပြေးလာရပြီအပေါဝရောက်ချိန်မှာ၄၀နဲ့တိုးပါတဲ့အဲဒီဟစ်တယ်ကလည်းအပေါ်ကိုရောက်လာပြီမြို့သားကြီးလည်းထွက်ပြေးတော့မရတော့ပဲသိလိုက်ပါတဲ့ဟစ်တယ်မြို့သားကိုတတ်တော့မဲ့အချိန်မှာပြန်ငယ်ရွယ်သွားပြီဖြစ်တဲ့ဖန်မေကသူမကိုပြန်ငယ်ရွယ်သွားအောင်ခက်ခလုပ်ပေးလိုက်တာဖြစ်ကြောင့်ပြပြလာပါတဲ့မြို့သားကြီးလည်းဝမ်းသာသွားရပြီဖန်မီလည်းပျော်ရွှင်နေပါတဲ့ဖြစ်ချင်တော့အဲဒီမှာစာရေးစရာဆိုတဲ့မူဇန်နဲ့တူတဲ့သူတယောက်ရောက်လာပါတဲ့ရုတ်တရက်ကြီးလာရင်မူဇန်နဲ့တူပေမဲ့မူဇန်တော့မဟုတ်ပါဘူးအဲစာရေးစရာကမင်းသမီးကိုချိန်စာပြီးအောင်ဟစ်တယ်ကိုအချုပ်ခံရအောင် တဲ့ family ကိုအသက်ကြီးမြတ်အောင်လုပ်ခဲ့တဲ့သူပါဒါပေမဲ့အဲကိစ္စတွေအကုန်လုံးကိုလူတစ်ယောက်ကဖြေရှင်းပေးလိုက်နိုင်တာကြောင့်သူအံ့ဩနေရပါတယ်မျိုးစာနဲ့ယူနီရှီယာတို့တွေလည်းစာရေးစရာကိုတိုက်ခိုက်ဖို့စ조사ကြပေမဲ့ဘလို့မှ조사လို့မရကြပါဘူးစာရေးစရာနဲ့သူတို့နဲ့တိုက်ခိုက်ဖို့ထာဝရအသက်ရှင်တဲ့နတ်ဆိုးကိုပြန်ဆင့်ခေါ်လိုက်ပြီထာဝရအသက်ရှင်တဲ့နတ်ဆိုးကအသက်ရှင်နေသေးလို့အံ့ဩနေရပါတယ်အဲချင်းခက်ကလည်းသူသမီးအကိုကြီးနဲ့သူ့အိတ်ထဲကဆေးကိုတောက်ပြီးချိန်မှာပြန်လှုပ်ရှားလို့ရသွားပါပြီနတ်ဆိုးလည်းခက်ကိုတွေ့တော့ထူးဆန်းနေတာကြောင့်ဘယ်ကလာလာလဲလို့မေးလာပါတယ်ခက်သူရွာရဲ့နာမည်ကိုပြောပြလိုက်ချိန်မှာတော့နတ်ဆိုးအကြောက်လွန်သွားပြီးရှော့သွားပါတော့တယ်အဲချင်းစာရေးသူလုပ်ခဲ့တဲ့အရေးတွေထဲကလည်း ယ်နှစိုးတွေထထွက်လာဖို့ပြင်နေတာတွေ့လိုက်ရပြီအဲ့နှစိုးတွေကမော်စလန်ရဲ့အများကြီးကိုစားပြီးမှသာပြန်သွားတတ်ကြတာပါတိုက်တိုက်ဆိုင်ဆိုင်ပဲမုံစားဖို့လာဖို့တဲ့လက်ထောက်ကလူတွေကိုရှာမတွေ့လို့အခန်းထဲရောက်လာချိန်အဲ့နှစိုးကမုံကိုစားပြီးပြန်ထွက်သွားကြပါပြီအားလုံးကအစီအမံချုံးဝင်နေပြီလေဆဲကမျိုးသားကိုအပြစ်မပေးခဲ့ပါဟုတ်အဲ့အစားမျိုးသားကိုသူမတို့လက်အောင်မှာအလုံးလို့ဖို့သာပြောလိုက်ပါတယ်ဟေတန်ကတော့ဆိုဖာရဲအတူထွက်ခွာသွားခဲ့ပြီးရူခူတို့ကတော့နန်းတော်ကိုပြန်အောင်မလို့သူ့နေရာမှာခက်ကိုအစားနေပြီဖို့ပြောလာခဲ့ပါတယ်ခက်လည်းသဘောတူလာရပြီဒါအပြင်ခက်ကိုသူရဲကောင်းအဖြစ်မျိုးသားကယာထိုးပေးခဲ့ပါတယ်ဒီလိုနဲ့ခက်တို့အဖွဲ့တွေအားလုံးပျော်ရွှင်စွာနေထိုင်နေကြပါတော့ တဲ့ဒီ animation လေးအောင်ဒီမှာပြေဆုံးသွားခဲ့ပါပြီ။နောက် animation အသစ်တစ်ပုတ်နဲ့အတူတူပြန်လာခဲ့ပါမယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။